်9ရက်နေ့ကဘာနောက်ဆုံးသတင်းတွေတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိကအဖြစ် Secretary of State Marco Rubio ကို Foreign Affair အာကောမဒီကသူ့ကိုမေးခွန်းတာတော့ရှိနေတယ်စီနေတွေကပေါ့နော်သူ့ကိုမေးမြန်းတာတော့ရှိနေတယ်အဲ့ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းတွေနဲ့ပါနေတယ်ရုရှားအကြောင်းတွေနဲ့ပါနေတယ်ပြီးတော့ USAID အကြောင်းတွေနဲ့ပါနေတယ်ပေါ့နော် ဲ့မှာကျွန်တော်တို့ဘာကိုသွားတွေ့ခဲ့လဲဆိုတော့မြန်မာနိုင်ငံအကြောင်းတတော်လေးပြောခဲ့တာကျွန်တော်တို့သွားတွေ့ခဲ့တယ်လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာတရုတ်တွင်ကလာပြီးမှဝီရှုပ်ခဲ့တာတွေနော် actively involve လုပ်ခဲ့တာတွေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပဋိပက္ခမှာတရုတ်ကဘလူးဝင်ရှုပ်ခဲ့တာလဲပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာ US ရဲ့ interest US ရဲ့စိတ်ဝင်စားမှုရှိတုံညာလဲပဲကျွန်တော်တို့မြန်မာနိုင်ငံ အရင်နဲ့ပတ်သက်ပြီးမှ US ကဘာမှမလုပ်ရှာတဲ့အကြောင်းရင်းတွေကိုလည်းသူတို့ကမေးထားတာရှိနေတယ်။ဒီတစ်ခါမက်ခရိုရိုဘီယိုကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှဘာလို့ပြောခဲ့လဲဆိုတာကလည်းစိတ်ဝင်စားစရာအများကြီးများကြီးရှင်ရှိနေတယ်ပေါ့နော်။အဲ့ဒါတွေကိုဆွေးနွေးတော့မှဖြစ်တယ်။ပြီးတော့နောက်တစ်ခုဘူတင်ပေါ်မှာလည်းဘာဖြစ်လို့ဒီတိုင်းပဲခင်ဗျားတို့ဆက်ကြည့်နေတာလဲ။ဘာဖြစ်လို့ sanction မလုပ်တာလဲ။ဘာဖြစ်လို့ပိတ်ဆို့မှုတွေမလုပ်တာလဲ။ဆိုတော့မေးခွန်းတာတွေမေးမေးထားရရှိနေတယ်။စိတ်ဝင်စားတာများကြီးရှိတယ်။ သူတို့ရဲ့ဆွေးနွေးတာတွေမေခွမေတွေနဲ့မေခွမေခဲ့တာတွေကလည်း나ရင်နဲ့ချီတယ်ပေါ့နော်အဲဆိုကျွန်တော်ကကွက်ကွက်ဝါလေးအကွက်လေးကိုရွေးပြီးမှပေါ့ဒီ point လေးကိုရွေးပြီးမှပဲဗီဒီယိုပါလေ sharing လုပ်ပေးမယ်ပေါ့နော် protector နဲ့တူတူကအချီချီအောင်မြန်မာနိုင်ငံအရေးတဲ့ပဲကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါဆိုတော့အဲ့ဒီမြန်မာနိုင်ငံအရေးကိုကျွန်တော်တို့မဆွေးနွေးခင်လေးမှာအခုလက်ရှိမှာ protector တော်တော်များများကလည်းရင်းနှီးပြီးသားဖြစ်ခဲ့တဲ့ကိစ္စ topic ကပါလဲဆိုတော့ USAID ကိစ္စနိုင်ငံတကာထောက်ပံ့ရေးကိစ္စပေါ့နော်ဆို US ကဘယ်လိုပြောခဲ့လဲဆိုတော့အဲ့ဒီနိုင်ငံတကာထောက်ပံ့ရေးကိစ္စအစူရာကနော်ကျွန်တော်တို့အားလုံးကိုဖျက်သိမ်းဖို့မဟုတ်ပါဘူးပေါ့နော်လူအပ်တဲ့နေရာမှာအမေရိကကဆက်လက်ပြီးမှ humanitarian လို့ပေါ့နော်လူသားချင်းစာနာကူညီထောက်ပံ့ရေးဆိုတာဆက်လက်ပြီးလုပ်မှာပါဒါပေမဲ့ကျွန်တော်တို့အဲ့ဒါတွေကိုဖျက်သိမ်းဖို့မဟုတ်ဘဲနဲ့ဘယ်လိုနီးနဲ့တူးတက်မှာလဲဆိုတော့နီးလိုက်ကိုရှာဖို့အတွက်ပါအဲ့ဒါကြောင့်ကျွန်တော်တို့က review လုပ်နေသေးပါဆိုပြီးမှ ဒီမက်ခရိုဘီယိုကတော့ပြောတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့သူတို့ကမလူအပ်တဲ့နေရာကတော့ဖြောက်တော့ဖြောက်မှာဥပမာကွာဒီ transgender တဲ့ပတ်သက်တာတို့ဟိုအချောင်းနဲ့ပတ်သက်တာတို့အဲ့လိုမျိုးအကူအညီတွေကသူတို့ကတော့ဖြတ်မှာတော့တင်းချတယ်ဒါမဲ့တကိစီရတဲ့နေရာတွေလုံးဝဒုက္ခကြုံနေတဲ့နေရာတွေကိုဆက်လက်ပြီးတော့ US ကတော့သူ့ရဲ့ USAID ပေါ့နော်နိုင်ငံတကာထောက်ပံ့ရေးကတော့သွားမှာပါဆိုတော့ကျွန်တော်တို့ ထင်ထားတဲ့အတိုင်း USAID ရဲ့ budget cutting လုပ်တာကမဆူပါဘူးပေါ့နော်သူတို့က review ပဲလုပ်တာပါဒီထက်မကပူမူတူးတက်အောင်နေလိုက်ကို share ချင်လို့ review လုပ်တာပါဒါတွေကိုကျွန်တော်အကုန်လုံးဖြတ်မှာမဟုတ်ပါဘူးဆိုတော့သူတို့ပြောထားတယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ပျောက်တာပေါ့နော်ကျွန်တော်ရဲ့ computer တွေ internet တွေပြတ်နေလို့ပေါ့နော်အခုမှပြန်ပေါ်တယ်ပေါ့နော်ဂျေဇူးဂျေဇူးတင်ပါတယ်ဆောင်ပေးတဲ့ပရိသတ်တွေအတွက်အားစတော့ကျွန်တော်တို့ video ကိုကြည့်ပြီးမှပဲပရိသတ်တို့အားလုံးကိုကြည့်ပြီးမှအဆွေးလို့ရှိအောင်ပါနော်တစ်ချက်တော့ okay get a kind of to like burma that you've had an interest in and i have so tu ka pyo ni de chi ba de upama pyo pya ma so myama ko chi ba de bama ko chi ba de ခင်ဗျားတို့ကအဲ့ဒီမြန်မာနိုင်ငံမှာ interest ရှိတာပဲပေါ့နော်စိတ်ဝင်စားမှုရှိတာပဲ horrible place run by အဲသူတို့ horrible place ပေါ့နော်လောကကြောက်စရာယွန်းစရာကောင်းနေတဲ့နော်မတန်ဆွမ်းတွေနော်တုံးမချရတဲ့လူတွေကဥဆောင်နေတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာပြောလာတယ်ပေါ့ despicable people lots of storms and problems of one kind or another ဆိုတော့အဲ့ဒီမြန်မာနိုင်ငံမှာကျွန်တော်တို့ကရေဘေးကျုံလိုက်မိဘေးကျုံလိုက်နော်ပြဿနာပေါင်းစုံတော့ပြဿနာတစ်ခုသွားလိုက်လာလိုက်နဲ့ဖြစ်နေတဲ့နိုင်ငံကြီးกว่า the chinese are in there just operating effectively အဲ no the chinese are in there operating effectively တဲ့မြန်မာနိုင်ငံကိုကြည့်ပါတဲ့တရုတ်တွေကသွားပြီးမှနော် low effectivity ရုပ်ဆောင်နဲ့ထုတ်ရှမ်းနေတာခင်ဗျားတို့တွေ့တာပဲဆိုမှမေးလာတယ်ပေါ့ဆိုတော့ခင်ဗျားမှလေးမြန်မာမှာပမာမှာ interest တွေရှိပါတယ်ကျွန်တော်တို့ US မှာပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံအကျူးအမြတ်နဲ့ကန့်ကျင်မှုတွေရှိပါတယ်အခုတရုတ်ကကြည်ပါတယ် and we because of uh, not honoring contracts and some of the other things that we were doing to try to be helpful just completely getting outmaneuvered so having had to endure that i'd be interested in your observations about what you think about job power. အာဆရာသူကပြောလာတယ်ကျွန်တော်ရဲ့ contract က honor မလို့ဘူးနော်ဟိုတွားဒီတွားလို့နေဘယ်နေရာကိုတိကျရောက်မရောက်ကြဘူးပေါ့နော်ဆိုတော့အဲ့ဒီ soft power ကြောင်းမင်းနေတယ်ပေါ့နော် soft power ဆိုတာကအခုလိုမျိုး US အပေါ်ကသူ့ရဲ့လွှမ်းမိုးမှုရှိတဲ့ power ကို soft power လဲပါတယ်ပေါ့ကွာအဲမင်းလာတယ်ဆိုတော့ how important it is to this country's people sure i mean first of all i think soft power has multiple the Department of State ultimately is a soft power entity. I mean, it's the Department of Peace. The Department of War is the Department of Defense. Our job is to try to prevent them. And so I do think that the model you've outlined, especially during the Cold War, was quite useful because during that time, that model served to keep societies from collapsing and becoming susceptible to Marxist regimes taking <laughs> over would be attracted to a Marxist revolution that would overthrow uh, an allied government and create another set. In some cases, fragility is still a factor, but it is largely a factor that will lead to either a costly humanitarian crisis and, in some cases, operating in safe haven spaces for radical jihadists to threaten us here at home. So the concept remains true. How it's applied is what has changed because I think the context, and in that context, no matter how much we even with these reductions that are proposed before you we would still be the single largest foreign aid donor on the planet ဘာသူကတော့ပြောနေတယ်ဗောနော်ကျွန်တော်တို့ရဲ့အမေရိကန်ရဲ့နိုင်ငံခြားရေးကူညီထောက်ပံ့မှုကိုဘလူပဲကျွန်တော်တို့ကရှုတ်ချရှုတ်ချဗောနော်ကဘာမှာကျွန်တော်တို့ကနော်လူသားချင်းစာနာကူညီထောက်ပံ့ရေးမှာအကြီးဆုံးဖြစ်နေစေဗောတနည်းအားဖြင့်ပြောရမယ်ကွာ US ကအဲ့ဒီ USAID ရဲ့ကူညီထောက်ပံ့မှုကိုရှုတ်ချရင်တောင်မှလေ အမြတ်ကြီးရှုံးရရှုံးချရင်တောင်မှသူတို့ကကဘာမှာအကြီးဆုံးဖြစ်နေစေကုင္ကြီးကဘာမှာအခုလိုမျိုးအဲနိုင်ငံတကာထောက်ပံ့ရေးပေးတဲ့နိုင်ငံမှာအကြီးဆုံးဖြစ်နေစေဖြစ်နေတယ်သူတို့လောက်ဘေးနိုင်ငံကမှဘယ်သူ့ကိုမှမကုင္ကြီးကြဘူးပေါ့နော်သူတို့ဒါတော့မှသူတို့ကရှော့ရှော့တာတော့မှတော့ထိနော်အကြီးဆုံးဖြစ်နေစေဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ကအဒီမွတ်စလင်နဲ့ပတ်သက်တာတော့ထရန်ဂျန်ဒါနဲ့ပတ်သက်တာတော့ကုင္ကြီးရှော့ချတာတော့ရှော့ချမှာပေါ့ဒါမဲ့ဂျန်နဲ့ humanitarian ဘက်မှာကျွန်တော်တို့ short ချက်မှာမဟုတ်ပါဘူးသူပြောလာတယ်ပေါ့နော် multiples I mean, no one even comes close i think germany was second if i recall the last time i checked and it's not even close that remains the case what we have to do now is apply that soft power to the places where it matters most to our national interests and uh, so the အခုကကျွန်တော်တို့ we have soft power ပေါ့နော်သူတို့ရဲ့ soft power ဆိုတော့အခုလိုမျိုးပေါ့သူတို့ရဲ့ technology influence မှုတွေနိုင်ငံရေး influence မှုမှုတွေငွေကြေးပိုင်ဆိုင်ရာ နော်ကုင္ကြီးထောက်ပံ့ပေးတာကိုသူတို့ရဲ့ soft power ဖြစ်နေတယ်ဘောဆိုတော့ကျွန်တော်ရဲ့ soft power ကိုပေါ့နော်ကျွန်တော်နိုင်ငံ interest ပေါ့နော်အမေရိက interest နဲ့ပတ်သက်နေတဲ့နိုင်ငံမှာပဲအတုံးချဖို့ကျွန်တော်တို့ကလူအပ်လာတယ်ဆိုပြောလာတယ်ပေါ့နော် that can make the biggest difference the biggest impact and for furthering our national interests i think it's possible to both be a humanitarian and at the same time further the national interests And there are cases where perhaps there isn't going to be a national interest argument. We just do it because we don't want people to die. So သူကပြောနေတယ်အခုကျွန်တော်တို့ရဲ့ကုန်ကြီးထောက်ပံ့မှုကနှစ်ခုစလုံးဖြစ်နိုင်ချေရှိတယ်နော်လူသားချင်းစာနာတဲ့ကုန်ကြီးထောက်ပံ့မှုကိုဆက်လက်ပြီးတောင်းမှာပါဒါပေမဲ့တခါတည်းနဲ့ကျွန်တော်တို့ရဲ့နိုင်ငံ national interest နဲ့ပေါ့နော်နိုင်ငံရဲ့စိတ်ဝင်စားမှုနဲ့ကိုက်ငင်လာဆိုတာလည်းကျွန်တော်တို့ချီချင်းပြီးမှကြည့်ရမယ်ပေါ့နော်နောက်တခါတည်းကြာရင်ကျွန်တော်တို့နိုင်ငံနဲ့အဲဒီစိတ်ဝင်စားမှုနဲ့ချီချင်းပြီးမှကုန်ကြီးပေးမယ်လို့ရှိတယ်လို့ ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံ interest နဲ့မဆိုင်ရင်တော့မှကွာအဲ့ဒီနိုင်ငံကလုံးဝကုဒုခရောက်နေတယ်ဆိုရင်ကုငီမှာပဲပေါ့ဘာမှမဆိုင်တော့မှကုငီမှာပဲပေါ့ကျွန်တော်ဆက်လက်ပြီးသွားမှာပါဆိုပြောနေတယ်ပေါ့နော်ဆိုတော့နှမျိုးရှိတယ်ပေါ့ we don't want we want to help alleviate suffering the case of burma is an example what ဆိုတော့ burma ချောင်းပြောလာတယ်အခုနဖူရိုကြီးကလည်း burma ချောင်းပြောနေတယ်ပေါ့ burma ကိုကြည့်ပါတရုတ်တွေကဝေရှုပ်နေတယ်ဒါကျွန်တော်ရဲ့ america ရဲ့ interest နဲ့ပါနေတာပဲ ်သူပြောနေတယ်ပေါ့အခုကပြန်ရှင်းပြတယ်ဆိုတော့ကျွန်တော်တို့မြန်မာကိုကြည့်မယ်ဆိုရင်တော့ပေါ့နော်ဥပမာပြန်ပြောပြတာပေါ့သူက just the reduction in aid because we had teams on the ground it was actual local authorities that prevented us from getting so ကျွန်တော်တို့မြန်မာနဲ့ပတ်သက်ပြီးတော့အကူအညီကိုရှော့ချတာမဟုတ်ဘဲနဲ့နော်အကူငူအကူအညီကိုရှော့ချတာတသက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကမေးပြင်ပေါ်မှာအကူအညီပေးရင်တော့မှာပေါ့အဲ့ဒီမြန်မာပြည်ရဲ့ပမာအစုရပေါ့မြန်အောင်လှိုင်အစုရကကျွန်တော်တို့ကို prevented တာတားဆီးခဲ့တယ် involved or allowing certain uh, aid to be distributed because mm. they were in the, they, they were uh, they were in the middle of uh, of their own conflicts internally in the midst of it so some of these environments where we're trying to deliver aid are quite challenging even if we provide the money we struggle to get it to the recipients ah သူကပြောနေတယ်နော်အခုလိုမျိုးမြမပြီးလိုမျိုးအခြေအနေမှာတွားပြီးမှအကူအညီပေးဖို့ဆိုတာစင်ကုန်မှုတွေအများကြီးရှိနေတယ်ကျွန်တော်တို့က ဖတ်ဆောင်တွင်ပေးရင်တော့မှတယ်နော် we struggle to get it to the recipients အေးနော်ကျွန်တော်တို့ကအဲ့လိုဖြစ်တယ်သူတို့ကလည်းမြန်မာနိုင်ငံကိုကူညီချင်တယ်ဒါပေမဲ့သူတို့ကကူညီပေးမယ်ဆိုရင်သူတို့ကူညီပေးတဲ့ဖတ်ဆောင်တွေအစားအစာတွေဘေးရောက်မှန်းကိုမတိကြဘူးနော်ဘေးရောက်မှန်းကိုသူတို့ကစူးရင်နေကြတယ်နော်သူတို့ကကူညီမိမယ်ဆိုတော့အဲ့ဒီအကူအညီတွေအားလုံးကိုစစ်ကောင်စီလက်အောက်ထဲမှာရောက်မှာလားနော် ဒီတထေတဲ့ဟိုလှုပ်ရှားတဲ့ကောင်တွေထဲရောက်မှလာတကယ်မေပင်ပေါ်မှာစင်ရဒုက္ခကြုံနေတဲ့လူတွေကသူရဲ့ဦးရဲ့လက်ပေါ်မှာဒီကိစ္စကိုတကယ်ရောရောက်ရောက်ရောရောက်နိုင်မလားဆိုတော့သူတို့ကတွေးပြီးမှဖြစ်လာခဲ့တယ်ဆိုတော့ကုင္ကြီးဖို့တော့ကျူးစားရင်တော့မှတော့ကုင္ကြီးဖို့ခက်နေတယ်စင်ခုံမှုအများကြီးရှိတယ်ဆိုတော့ပြောလာတယ်ဗမာကိစ္စကိုပေါ့နော် David Hailon thank you brother because of some local impediment on the ground that uh, that could include for example in the case of Haiti armed gangs that will hijack humanitarian shipments အဲဆိုတော့ Haiti ကလည်းပြောနေတယ်ကျွန်တော် Haiti ကိုတော်ပြီးမှကူရင်လဲနော်လူသားချင်းစာနာထုတ်ထုတ်ထားမှုကိုတော်ကူရင်လဲအဲ့ဒီ gang တွေကကျွန်တော်တို့ရဲ့တင်ပေါ်တွေကို hijack လုပ်တယ်ပြန်ပေးဆွေးတာမျိုးရှိနေတယ်ပေါ့ just steal them as soon as they come into the country so it's not that we care less about Haiti but I certainly don't think foreign aid should be going into the hands of a Haitian gang. အာဆိုတော့သူပြောနေတာကျွန်တော်ခုလိုမျိုး Haiti ဆိုတာကကျွန်တော်တို့မုံလို့မကူညီချင်လို့မဟုတ်ပါဘူးပေါ့။ဒါမှကျွန်တော်တို့ကူညီတာကိုအလကားတော်များဖြစ်မလားပေါ့နော်။ဘမဆိုတဲ့လိုပဲကျွန်တော်မြန်မာကိစ္စကလည်းတော်ပြီမှမကူညီချင်တာမဟုတ်ဘူး။ကူညီတော့မှကျွန်တော်တို့ကူညီပေးတဲ့အထောက်ပံ့တွေကိုမန်ကန်နဲ့လူလူစီမှာမရောက်ပေးနဲ့နော်။ဟိုးဟိုလူဟိုလူသေးနော်ဒီလူလက်ထေရောက်တော့မှသူတို့ကစိုးရင်တယ်ပေါ့နော်။အဲအဲ့ဒါ ကယ်လာဆလုံးမြေမှာအကြောင်းကိုနောက်ထပ်ဒီမှာထားထားရအောင်နောက်ထပ်တစ်ခုအာကဲဒီလူကလည်းခုနမက်ခရိုဘီယိုကိုမေးတယ်ပေါ့နော် and i have to tell you directly and personally အဲဒါကတော့လူခင်းတဲ့တပတ်တုန်းကလည်းပြောနေတယ်ဆိုတော့အဲသူတို့ရဲ့မေးခွန်းမေးတာတွေနေမှာကွာတော်တော်လေးကိုပင်းထန်တဲ့မေးခွန်းတွေလည်းရှိနေတယ်ပေါ့နော်ဒီလူကတော့သူ့ကိုတိတ်ပြောလိုက်တယ် I regret voting for you for Secretary of State. I yield back. Can I respond? You may sit. Well, first of all, your regret for voting for me confirms I'm doing a good job, based on what I well, that's just a flippant statement, statement, Mr. Secretary. What? Can I respond, Mr. Chairman? You Mr. may. I didn't ask. Senator, but, please let uh, the Secretary. Well, I'd the be chair. happy to, but then I can respond to his. Your report. time's up. And uh, willfully used, I might add. Well, your, your remarks do not represent the view of this committee. Uh, so well. ဒီဘေးကြီးကခုနမခရိုဘီယိုကိုမင်းကငါဗုတ်ပေးမိတာနောင်တရတယ်ကွာမင်းလည်းလုတ်ပုံကကျွန်တော်လုံးဝသဘောမကျဘူးဆိုတော့ပြောခဲ့တယ်

in Mozambique. အဲဆိုတော့ Mozambique မှာနော်ဒီအမျိုးသားရင်းရဲ့အရေးပြခတ်အမျိုးသားရင်းရဲ့အရေးပြဖြစ်တဲ့ကိစ္စမှာကျွန်တော်တန်းနဲ့ချီပြီးမှဖတ်ဆန်သွားဖြုံးတာတော့ကျွန်တော်တို့တော့တော့မရဘူးပေါ့။ဆိုတော့သူတို့ရဲ့ဆိုလိုချင်တာကဘာလဲဆိုတော့ Mozambique မှာအမျိုးသားရင်းရဲ့အရေးပြဖြစ်တဲ့ကိစ္စမှာတန်းနဲ့ချီပြီးမှသူတို့ဖတ်ဆန်သွားဖြုံးနေတယ်။ Transgender ၆ကိစ္စနဲ့ဖတ်ဆန်သွားဖြုံးနေတယ်။ဆိုတော့ဒီကိစ္စတွေကိုမလူအပ်တဲ့နေရာမှာကျွန်တော်တို့ကဖြတ်သိမ်းတာပါတဲ့။ ဒါပေမဲ့လူဝတ်တဲ့နေရာမှာတော့ကျွန်တော်တို့ကဆက်လက်ပြီးကူညီသွားမှာပါဆိုတော့သူကပြောနေတယ်ဘောနော်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ USAID ရဲ့အကူအညီထောက်ပံ့ရေးကအကုန်လုံး Trump ကမဖြစ်သိမ်းပါဘူးသူတို့ကထင်ထားတဲ့ဒီကိစ္စကတော့မလူအပ်ပါဘူးလို့ထင်ထားတဲ့ကိစ္စကတော့သူတို့ကဖြတ်မှာပဲဒါပေမဲ့လူသားချင်းစာနာထောက်ပံ့မှုပေါ့နော်လူဒုက္ခရောက်နေတဲ့လူတွေကိုတော့ဆက်လက်ပြီးဒုက္ခနဲ့ပတ်သက်ပြီးမှကူညီထောက်ပံ့တော့ဆက်လက်ပြီးသူတို့ကလုပ်မှာပဲတခြားလည်းပေါ့နော်အရာကသူတို့ပြောတာပါလုံးလုံး that makes us stronger and more prosperous as a nation. I, raise, I don't regret the psychosocial support services. I raise Sudan, Mr. Secretary. Can I respond, Not Senator? Uh, Senator, I'd ask you to suspend. You had seven straight minutes. Uh, I chose really to have. use my uh, time. Uh, Chairman, Kakuna, Buru, Gupianu, Min, Pionero, Min, Minute, say, uh, Kuna Minute. အချိန်ပေးပြီနောက်တစ်ခါကြားမဖြစ်နဲ့ဆိုပြန်ပြောရပေါ့နော် Wait Mr Chairman that's my right to please suspend this way Secretary Well I can go on I mean there's other things here we spent 227,000 for Big Cats YouTube channel from USAID We spent 14 million dollars for social cohesion in Mali whatever the hell that means so I can go on and on I got the list here and there's more that I didn't even bring the whole list အားထားပါတော့အခုတော့သူပြောနေတဲ့ကိစ္စတွေကမလူဝက်တဲ့ကိစ္စတွေပါအဲ့ဒီထဲမှာတော့ကျွန်တော်တို့တွားပြီးမှဖတ်စာကုန်ခံမှာမဟုတ်ဘူးဒါပေမဲ့ တကယ်လူအပ်တဲ့အဖွဲ့အစည်းစင်မှာတော့ကျွန်တော်တို့ကဆက်လက်ပြီးကူညီပေးမယ်ပေါ့သူကအဲ့လိုပြောထားတာနော်ဆိုတော့တေချာတယ်သူတို့ကအဲ့ဒီခုနသူတို့ပြောနေတဲ့ကိစ္စကမလူအပ်တာတော့ကွာပြစ်တတ်တော့လည်းတည်တာပဲနော်ကြည်ဒါဆိုတော့နောက်တစ်ခုကြည့်ရအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြချင်တဲ့ဥစားကအကုန်လုံးတော့မဟုတ်ဘူးပေါ့နော် point လေးတွေကိုပြချင်တာပါ Um, Senator Graham and others have led that I co sponsor. I think we have an opportunity to put more pressure on Russia. and to push Putin to get to the ဒုက္ခပြောနေတယ်ကျွန်တော်တို့အခွင့်ရရှိနေတယ်ရုရှားအပေါ်မှာဖြည့်အားတွေတော်တော်များများပေးဖို့ပေါ့နော်ပူတင်ကလည်းနည်းနည်းအာ push လုပ်ဖို့ကျွန်တော်တို့မှာအခွင့်ရရှိတယ်ပူတင်ကလည်းကျွန်တော်တို့အပေါ်ကျွန်တော်တို့ကပူတင်ပေါ်မှာလဲဒဏ်ကမှုတွေလုတ်တင်တယ်ဆိုမှဒုက္ခတော့ပြောနေတယ်ပေါ့အခုနာ secretary တော့ပြောကို table and to agree to adjust an enduring peace ကျွန်တော်ကျွန်တော်တို့ကပူတင်ကိုအခုလိုမျိုး pressure ပေးမှနော်ကျွန်တော်တို့ရရှိခံနေတဲ့ ငငင်းချမ်းရဲ့လမ်းစဉ်ကိုသူကသဘောတူမှာမဟုတ်ဘူးလားကျွန်တော်ကအလိုမလိုတင်ဘူးလားဆိုတော့မင်းနေတယ်ပေါ့ Port that sanctions bill and do you think we should continue or what arm you ဆိုတော့ကမင်းနေတယ်အာဆိုတော့ကျွန်တော်ရုရှားကိုဖိအားပေးဖို့ဟောဒီဥပဒေပေါ့နော် bill ကိုထောက်ခံသလားပေါ့နော် sanction တော့ဖူးထောက်ခံသလားပြီးတော့ Ukraine ကိုလည်းကျွန်တော်ကဆက်လက်ပြီးနော်လက်လက်နဲ့အားတွေကိုထောက်ပံ့ဖို့လက်ခံသလားဆိုမှမင်းနေတယ်ပေါ့နော် and to strengthen the sanctions against Ukraine in order to create the conditions uh, for a real negotiation. So, in order to create a condition for real negotiation, bono. တကယ်စစ်မှန်တဲ့တိုင်ပြည်ဆွေးနွေးဖို့အတွက်အခြေအနေတစ်ခုဖန်တီးဖို့ဆိုရင်ကျွန်တော်ကရုရှားကိုဖိအားပေးပြီးမှ sanction လုပ်မှဖြစ်မယ်ပေါ့နော်။ဒါကိုခင်ဗျားသဘောမတူဘူးလားဆိုတော့သူကမက်ခရိုရိုမျိုးကိုပြန်မဲတယ်ပေါ့။ Yeah, look, it may come to that point. If in fact it is clear that the Russians are not interested in a peace deal and they just want to keep fighting a war, it may very well come to that point. The president has made that in the past. သူကတော့တေချာတယ်ဟုတ်တယ်တေချာတယ်ရုရှားဘက်ကငင်းချမ်းရေးကိုမလူလာဘူးလို့ကျွန်တော်တို့ကအတီးပြုတ်ခဲ့မယ်ဆိုရင်တဲ့ရုရှားအပေါ်မှာကျွန်တော်တို့ကလုံးဝပေါ့နော်စီးပွားရေးပိတ်ဆို့မှုတွေနော်ပရက်ရှာတွေဖြစ်ရတွေပေးမှာတော့အချိန်တန်လာရင်တော့ဖြစ်မှာပဲဆိုတာပြောလာတယ်ပေါ့နော်သူကတော့အချိန်တန်လာရင်သူပြောတာပါနော်အခုထိတော့မလုပ်သေးဘူးပေါ့ <laughs> our belief, the president's belief, is he doesn't. He believes that right now, if you start threatening sanctions, the Russians will stop talking. And there's value in us being able to talk to them. And so, aku tamra Trump kalle lunke ne dapa mapio ke rabe re di kesa kumo no. Jono Russia ku pressure pe me, PR pe me. So, arama Russia ku sabwe poma labi <laughs> ma. Saka pio chinsa shi la on. No chinchamu pe me. Tam arat noro ye tam puzo mapio ke re bono drive them to get to the table. They agree. like we'll see. Look, they have to do this. No one's claiming that if this President is President Zelensky uh, reversed himself, showed up, was ready and willing to negotiate. And Putin, I think my view continues to play for time. So well, so the, the so the, you got Putin karo a come out Putin karo a Ching Shui Fu that come out of go gasa here, no? So you got a Hope that we can work together to put more pressure on Putin to get. So you got a Putin, good attempt, no? ဖြည့်အားပေးတင်တယ် push လုပ်တင်တယ်ဆိုမှတော့ပြောတယ်ပေါ့နော် table and to resolve this the other thing that i see clearly and i think many of my colleagues do is that what happens in ukraine sets the table for what happens in the indo pacific အဲ့တော့သူကတော့ပြောနေတယ်တကယ်လို့အများ ukraine တာအခု ukraine ရဲ့ဖြစ်ပျက်က indo pacific အဖြစ်ပျက်တယ်ဆက်ဆက်မှုရှိတယ်เนาะသူကပြောတယ်ပေါ့နော်ဇူလူရဲ့သဘောကပရိသတ်တို့နားလည်အောင်ပြောပြရမယ်ဆိုရင်တော့ ယူကရိန်းစစ်ပွဲတာကြာရှုံးခဲ့မယ်ဆိုရင် Indo-Pacific မှာလေရုရှားနဲ့အီရန်နဲ့တရုတ်ကြီးကအပိုင်ရသွားမှာနော်နော်ရုရှားနဲ့တရုတ်နဲ့အီရန်တို့ North Korea တို့က Indo-Pacific ကိုအပိုင်ရသွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံအတွက်လည်းအန္တရာယ်ရှိနိုင်ခြေရှိတယ်လို့ Western နိုင်ငံမှန်တမြမှာလည်းအန္တရာယ်ရှိနိုင်တယ်ဆိုတဲ့သဘောပါပေါ့နော်အခုယူကရိန်းကိစ္စကယူကရိန်းတက်တယ်မဟုတ်ဘူးနော် West uh, sorry Indo-Pacific နဲ့ဆိုင်တယ်နော်ဆိုမှပြောတာပေါ့နော် that there's an increasing coordination between the Russians, the Iranians, the DPRK, and the PRC. Yep. Do you see that as well, Mr. Secretary? Well, we remind uh, our European allies every day that were not for China, Russia would not be able to sustain this. And they're fully aware of that. And obviously, we all understand the presence of the North Koreans and the Iranian role in this as well. Europe, so to it, so in token i would say well there's a flip side to that and that is every do, every minute we spend every dollar we spend on this conflict in Europe is distracting both our focus and our resources away from a potential for a much more serious much more cataclysmic confrontation in the indo-pacific so the ဆိုတော့သူကပြောနေတယ်အခုလိုမျိုးပေါ့နော်ဖက်စာများကြီးတုံးတာကနော်တုံးတာကနောင်လာမဲ့ indo-pacific မှာနော် ဒီထက်မကပြင်းထန်တဲ့ပြဿနာတွေရှိနေမယ်ဆိုကျွန်တော်တို့အာနိချက်တစ်ခုဖြစ်လာလိမ့်မယ်ဆိုပြောလာတယ်ပေါ့နော် So yes they are related but they're related both ways they're related on the one hand by the precedent that it could set but they're also related by the fact that every minute that we spend on this conflict that cannot be won by military means every resource that's expended into ဆိုသူကတော့ပြောနေတယ်အခုကျွန်တော်တို့ကိစ္စအကြီးကနော်စစ်လက်နက်တွေကိုကင်ပြီးမှတိုက်ပွဲဝင်မယ်ဆိုတော့နီးနေတော့အနိုင်ရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ resources တွေကအလကားပတ်စံကိုဖြိုးနေပေါ့ ဆိုတော့ဒီကိစ္စကိုဖက်ဆာအများကြီးကုံတာထက်တန်တမန်ဆက်ဆံရင်းတန်တမန်ဆက်ဆံရင်းနည်းနဲ့လှုပ်တာဖြစ်ရှင်းတာကောင်းပါလိမ့်မယ်ဆိုမှသူကတော့ပြောတဲ့သဘောပါပေါ့နော် time it's not being spent on preventing preventing a much more serious confrontation from a global perspective in the indo-pacific you made the point earlier um, all right that was that was it no jan ne di jan ne swin ne chit ka raw a mya ji shi de de tuno pya chin ne point ka a da ba be do a de ma ပထမရဲ့မေခွန်းကဗမာအကြောင်းတွေမဲတာဗမာအကြောင်းတွေသူကပြောနေတယ်ကျွန်တော်တို့အမေရိကရဲ့ interest ကလည်းမြန်မာပြည်မှာရှိတာပဲပေါ့နော်ဒါပေမဲ့အခုကြည်ပါတဲ့တရုတ်ကြီးကမြန်မာပြည်မှာလုံးဝကို we show တာ actively လုပ်နေတာကျွန်တော်တို့ဘာဖြစ်လို့မြန်မာပြည်ကိုလေလူရှုတာလဲပေါ့သူကပြောနေတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဒီအာမက်ခရိုဘီယိုကလည်း မြန်မာပြည်ကိစ္စကတော့တတိထားမိတတိထားတော့တတိထားတော့မိတယ်ဒါပေမဲ့သူပြုတ်ပုံအရာကြည့်မယ်ဆိုရင်အလောက်ထိမြန်မာပြည်အရေးမှာဒီအလောက်ထိစိတ်မဝင်စားဘူးပေါ့နော်တရုတ်ရဲ့ဝန်ပါမှုသူစိတ်မဝင်စားဘူးနဲ့တူပါတယ်ဆိုတော့သူကတော့ကျွန်တော်တို့လည်းကုညီဖူးချူစားနေတာပဲနော်စစ်ကောင်စီကဒီလိုဖြစ်လို့ဟောဖြစ်လို့ကျွန်တော်တို့ကုညီတောင်မှနော်ကျွန်တော်တို့ကုညီမဲ့အရာကြီးကတကယ်လူအပ်တဲ့ပြည်သူလူထုစီမှာတွားရောက်မှာမဟုတ်ဘူးစစ်ကောင်စီလက်မှာပါမယ်ဟိုလက်မှာပါမယ်ဒီလက်မှာပါမယ်ဆိုတော့ အလကားတက်တဖြစ်ယူနဲ့ထိုင်ဆိုင်တော့မကူညီတာကောင်းပါလေဆိုတော့သူကပြောတယ်ပေါ့သူပြောသူပြောပုံအရဆိုတော့ကူညီတော့မှကျွန်တော်တို့ကကူညီလို့မရဘူးစင်ခုံမှုတွေများကြီးရှိတယ်ဆိုတော့ပြောခဲ့တယ်။ဒါမဲ့တရုတ်နဲ့ပတ်သက်ပြီးမှတော့သူကတော့ဖြီတာမျိုးတော့မရှိဘူးပေါ့နော်။ဆိုတော့ဒီကိစ္စကနည်းနည်းတော့ဘာဖြစ်နေလဲတကယ်လို့များกว่า GD မြန်မာဖက်ကအဲကျွန်တော်ဘယ်လိုပြောမလဲမေရှားတတူပေါ့နော်။မေရှားတတူနဲ့ပတ်သက်ပြီးမှလုံးဝ topic ကြီးကြီးကွာယူပြီးမှ US ကို convince လုပ်နိုင်တယ်။နားလေအောင်လုတ်ပြောပြမယ်ရှင်းပြမယ်ဆိုတော့ US ကလည်းကျွန်တော်မြန်မာနိုင်ငံအကြောင်းမြန်မာနိုင်ငံကိုပူပြီး interest ဖြစ်အောင်လုပ်လို့ရမယ်အခြေအနေဖြစ်နေတယ်ပေါ့။အမှန်ဆိုတော့ကျွန်တော်ကအခြေခံအားဖြစ်တော့အမြန်မာနိုင်ငံမှာ US interest တော့ရှိနေတယ်။ဒါပေမဲ့ US interest ကအလောက်ထိမကြီးမားဘူးပေါ့နော်။အဲ့ဒါကြောင့်လေမြန်မာရဲမှာဝင်ရှုပ်တာတို့ဝင်ဝင်ပါကူငွေတာတို့သူတို့ကစိတ်ဝင်စားတာတရားရခိုင်တော့မှဟွာတော့မရှိရဲကွာ။ ဒီအာခုနစီရခိုင်နူလောက်ပဲရှိတယ်ကွာအဲ့လောက်ထိဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံဖက်ကနော်ဒီ Trump ဒါမှမဟုတ် Trump အစုရဖက်ကိုသွားပြီးမှအကဲကျွန်တော်တို့မြန်မာနိုင်ငံမှာ မေရှက်တတူရှိတယ်။ဟွာရှိတယ်လက်ရှိစီနိုင်ရှိနေတယ်နော်။ကျွန်တော်တို့နဲ့လာပူပေါင်းကြပါကျွန်တော်တို့နဲ့လာတွေ့ကြပါဆိုမှ American National Interest နဲ့ကိုက်ညီအောင်ကျွန်တော်တို့ကလိုဘီလုပ်နိုင်မယ်ဆိုရင် US ဖက်ကလည်းကျွန်တော်တို့မြန်မာနိုင်ငံကိုပူပီးစိတ်ဝင်စားလာမှာတော့ ကျွန်တော်ယုံကြည်ရပေါ့နော်ကျွန်တော်ဒါအတွေးခုအမိကိုသုံးသက်ချက်ကိုပြောပြတာပါဆိုတော့ကျွန်တော်တို့မြန်မာဘက်က US ဆက်ဝင်စားလာအောင်လိုဘီများကြီးလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ခေါင်းဆောင် PG ဘက်ကလား I don't know activist ကလားနော်လိုဘီများကြီးလိုအပ်တယ် US ကိုနားဖောက်နိုင်အောင်ပေါ့နော်ကြည့်ကျွန်တော်တို့မြန်မာနိုင်ငံမှာမင်းတို့မကြားဘူးတဲ့မင်းတို့မသိဘူးတဲ့နော်မေရှာတတူဆိုတာနော်ကျွန်တော်တို့မှာအများကြီးရှိတာနော်ဟိုအာဖရိကမှာသွားစရာသွားပြီးမှရှာစရာမလိုဘူး UK ရိမှာသွားပြီးမှဖားစရာမလိုဘူးပေါ့နော် ဟိုအိန္ဒိယမှာဩစတြေးလျမှာတော်ပြီးမှဖားဆရာမလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာအပြည့်ရှိရယ်မေရှားသတုလာပြီးမှကျွန်တော်တို့နဲ့ contact လုပ်ကျွန်တော်တို့နဲ့စပွဲရေးလုပ်ပေါ့နော်ကဲခင်ဗျားတို့ရှာနေတဲ့ case ပေါ့နော်ခင်ဗျားတို့ရှာနေတဲ့ရေနံအော်ကျွန်တော်တို့ရခိုင်မှာရှိနေတယ်မြန်မာမှာအများကြီးရှိနေတယ်လာပြီးမှကျွန်တော်တို့နဲ့ပူးပေါင်းကြမြန်မာဖက်ကလိုပြီးအများကြီးလုပ်ပြီး US interest နဲ့ကျွန်တော်တို့ interest ကိုကိုင်မြင်နိုင်အောင်များများပြောပေးမယ်ဆိုတော့ နော်ဒီ US ဘက်ကလည်းကျွန်တော်မြန်မာအရေးကို interest လုပ်နိုင်ချေလို့ရှိပါတယ်ခုနကသူပြောတဲ့အတိုင်းပါပဲသူတို့ကနိုင်ငံတနိုင်ငံတနိုင်ငံကိုကူညီမယ်ဆိုရင်တော့ American National Interest နဲ့ကိုက်ညီတဲ့ဟာကိုဘူဘီကူညီချင်တယ်ဂျန်နက် Humanitarian Part ကတော့သူတို့ကဆက်လက်ပြီးကူညီသွားမှာပါပေါ့နော်အဲ့လိုပြောခဲ့တယ်ဆိုတော့အခုနအဘူရိုဂျီတယောက်ပေါ့နော်ဆန်နေတစ်ခုကတော့ပြောနေတယ်မြန်မာပြည်မှာလည်းလူဖြစ်နေတယ်တရုတ်ကလည်းဝေရှုပ်နေတယ်ဘာဖြစ်လို့အဲ့လိုဖြစ်ကြတာလဲပေါ့ဆိုတော့တရုတ်ကကျွန်တော်တို့ဘလူနီးနဲ့ နော်ခြေပနိုင်မလဲတရုတ်ထက်ဆိုင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာ US ကဘလူးနီးနဲ့ပူပေါင်းဆောင်ရွက်အောင်မြေဆွေနိုင်မှာလဲမြေဆွေဒါတဲ့ဖိတ်ခေါ်နိုင်မှာလဲပေါ့နော်အဲ့လိုလုတ်ဖူရန်အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲလိုဘီများကြီးလူဝတ်တယ်လို့ကျွန်တော်ထင်ထားတယ်ပေါ့နော်အဲ့လိုပဲထင်ထားမိတယ်တကယ်လို့များကွာ US ရဲ့ interest ကမြန်မာနိုင်ငံမှာအများကြီးရှိခဲ့ရတယ်လို့ကောင်းကောင်းလေးသာနားလည်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံမှာ US ကလည်းအများကြီးဝင်ပါပြီး တော့ကျွန်တော်ရဲ့အရေးမှာအားပေးနိုင်တဲ့အခြေအနေရှိလို့ကျွန်တော်ခန်းစားမိတယ်ပေါ့နော်ဆိုတော့ I don't know guys ဒါအလိုအလိုပဲခန်းစားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံကလုံးဝကောသံယာရမှာချမ်းသာတဲ့နိုင်ငံကွာလုံးဝကောအစားအစာအရာရာမှာ natural resources မှာချမ်းသာတဲ့နိုင်ငံကွာ American လူအပ်တဲ့အရာအားလုံးကျွန်တော်မှာလည်းရှိနေတယ်ပေါ့နော်တရုတ်ကြီးကအကုန်လုံးဖုံးပြီးမှလက်အုပ်ဆုပ်ပြီးမှအကုန်လုံး supply တာပေါ့ဆိုတော့တရုတ်ကဘလူနီးနဲ့ကျွန်တော်ကခြေပနိုင်မှာလဲကျွန်တော်ဘလူနီးနဲ့ US ရဲ့ US US နားလေတဘောပေါက်အောင်ပေါ့နော်ဖောက်နိုင်မှာလေဒါကလည်း lobby ပေါ်မှာလည်းမူတည်တယ်လို့ခန်းစားမိတယ်ပရိသတ်တော်အနေနဲ့ကူပိုင်အတွေးခေါ်သုံးသက်ချက်လေးကိုလည်းခေါ်မိမှာဝင်ရကြပါအောင်ပြီးတော့အခုနောက်သူတို့ပြောတဲ့အထင်းမှာရောပရိသတ်တော်ကဘလူးတဘောရတယ်ပေါ့နော်ပရိသတ်တော်ရဲ့မိန်းကလေးခေါ်မိမှာဝင်ရကြပါအောင်ကျွန်တော်နာမည်က June ဘာအခုလိုမျိုးကျွန်တော်ရဲ့ YouTube မှာလာပြီးမှအားပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe ပေးပြီးသားပြတဲ့ပုံမှာကျေးဇူးတင်တယ်မလုတ်သေးတဲ့လူတွေပုံမှာလည်းမလုတ်သေးဘူးဆိုလုတ်ပေးကြပါစို့တောင်းဆိုချင်ပါတယ်ပေါ့နော် and um yeah thank you so much for watching beautiful people i love you guys take care god bless i'll see you tomorrow bye bye